မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းကြောင်းအရကတော့လစ်ဖိအားနဲ့ရံဝန်ချင်းတွေကိုဖော်ပြပေးကြပါမယ်2025ခုနှစ်နိုဘာ18ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ4နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲချိန်တိုင်းထွာချက်တွေကမင်္ဂလာပင်လယ်အနောက်တောင်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့တိရိတန်ကနိုင်ငံကန်ယူရမ်မှာဖြစ်ပေါ်နေတဲ့လစ်ဖိအားနဲ့ရံဝန် low pressure area ကဆက်လက်တည်ရှိပါတယ်အဆိုပါလစ်ဖိအားနဲ့ရံဝန်ကတော့နောက်24နာရီအတွင်းမှာအနောက်အနောက်ဘက်ကိုဖြင်းညင်းစွာရွေ င်ရှားနိုင်တယ်လို့ခန့်မှန်းရပါတယ်ရှင်။ဆက်လက်ပြီးတော့လဲ grade 5, grade 9, grade 11အတန်းတွေကိုအကြာစနစ်ကျင့်သုံးတော့မယ့်အကြောင်းဖော်ပြပေးကြပါမယ်။ grade 5, grade 9, grade 11အတန်းတွေကိုမအောင်မရှိစနစ်အစားဆမ်မေးပွဲအကြာစနစ်ကိုကျင့်သုံးအကောင့်တွင်ပေါ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပညာရေးအသိုင်းအဝိုင်းထံကသိရပါတယ်။အဆိုပါအကြစနစ်ကျင့်သုံးမှုကိုတော့အခုနေပညာသင်နှင့်မှစတင်ဆောင်ရွက်သွားမှုရှိမရှိနဲ့နောက်နေပညာသင်နှင့်မှမှစတင်ကျင့်သုံးမှုရှိမလားဆိုတာကိုတော့ ပညာရေးဝန်ကြီးဌာနကတရားဝင်ကြေညာသွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။အခုနဲ့မစာပြင်းရင်နောက်ပညာသက်နှစ်တော့စာမှသိကြပါရယ်အကြစနစ်ကိုလှုပ်တင်တာကြပြီကျွန်တော်တို့ကတော့အတန်းတိုင်းကိုအကြစနစ်လှုပ်စေခြင်းနဲ့ဒါမှကလေးတွေအမှန်တကယ်တက်မြောက်မယ်အခုကတစ်နှစ်ပြီးအောင်သွားတယ်ဘာမှမတက်လို့လို့ပညာရေးဝန်ထမ်းတယောက်ကဆိုပါရယ် အဆိုပါအတန်းနဲ့မှာတော့အကြာစနစ်ကိုအကူပညာတင်နေမှာသာစတင်ကျင်းသုံးရင်တော့သက်ဆိုင်ရာအတန်းအလိုက်စာမေးပွဲကြာရှုံးမဲ့ចောင်းသားចောင်းသူတွေများနိုင်ကြောင်းသုံးသပ်မှုတွေလည်းရှိနေပါတယ်။ကလေးတွေတန်းစီပြီးကြားမဲ့အခြေအနေရှိတယ်ဖြစ်နိုင်ရင်နောက်နေ့မှာစာရကပို့ပြီးတင့်တော်မဲ့အခြေအနေရှိပါတယ်။ပြင်ဆင်ခြင်းရသွားမဲ့အကြာရှိတယ်ဆိုတာသိသွားရင်ပို့ပြီးကြိုးစားလေ့လာမယ်။ အခုနှစ်ကတော့စာသင်ရမယ့်ကာလကတိတ်မကြံတော့ဘူးလို့ပညာရေးအသိုင်းအဝိုင်းကဆရာတယောက်ကဆိုပါတယ်။ဒါအပြင် grade 5, grade 9, grade 11ကျောင်းသူကျောင်းသားတွေကိုစာမေးပွဲမှာအကြစနစ်လုံးဆောင်မယ်ဆိုရင်တော့တနိုင်ငံလုံးအတွက်မေးခွန်းတစ်စုံတည်းထုတ်ပြီးစာမေးပွဲအဖြစ်အပျက်စစ်ဆေးမှုကိုအစိုးရကစစ်ဆေးပြီးအောင်ချက်ထုတ်ပြန်ပေးဖို့ပညာရေးအသိုင်းအဝိုင်းကဆရာဆရာမတွေကအကြံပြုပြောကြားထားပါတယ်။အစိုးရစစ်စာမေးပွဲမဟုတ်ဘဲသက်ဆိုင်ရာကျောင်းလိုက်ဆရာမတွေကသာမေးခွန်းထုတ်ပြီးတော့အဖြစ်အပျက်စစ်ရင်တော့ကျောင်းသားတွေအောင်လာကြတာနဲ့ပတ်သက်ပြီးတော့ ော့မိဘနဲ့ဆရာဆရာမတွေအကြပြည်သူတွေအကြအငင်းပွားမှုတွေဖြစ်လာနိုင်တယ်လို့သုံးသပ်ပြောဆိုပါရယ်အကြစနစ်လောက်တာကိုကြိုးဆိုတယ်ဒါပေမဲ့အစိုးရဗဟိုစစ်မဟုတ်ပဲနဲ့ဒီကြောင်ကဆီယာမားကပဲပြန်စစ်မယ်ဆိုရင်ငါရဲ့ကျူရှင်တက်တဲ့ငါတပည့်ဆိုပြီးတော့အအောင်ပေးတာမျိုးတွေတမင်စာမေးပွဲချလိုက်တာတွေကြားလို့ဦးစားပြန်ဖြေခိုင်းပြီးတော့အအောင်ပေးတာမျိုးတွေရှိမလားဘူးလို့မပြောနိုင်ဘူးရှိလာမှာပဲဒါဆိုရင်ပြောစရာဖြစ်လိမ့်မယ် ကျွန်တော်တို့ကတော့အစိုးရစစ်လုံးစေခြင်းတယ်လို့ကြောင်းစရာတယောက်ကအကြံပြုပါရယ် grade 5 grade 9 grade 11အတန်းတွေကိုအကြမ်းနဲ့ကျင့်သုံးမဲ့ပေါ်ကျောင်းသားမိသားစု ကျောင်းသားမိဘအများစုကလည်းလက်ခံမှုရှိကြပြီးတော့ဆရာဆရာမတွေအနေနဲ့ကလေးတွေစာတမ်းများအောင်စနစ်တကျတင် जा ပြသပေးစီလူကြောင့်နဲ့စာမေးပွဲကိုမမှန်ကန်ကန်စစ်ဆေးပေးဖို့ပြောဆိုပါရယ်ကလေးတွေကအခုကျောင်းတက်တဲ့အချိန်တန်တော့အောင်သွားတယ်နောက်နောက်တန်းတန်းထက်တက်ပေါ့ကျောင်းပေးတာနဲ့တကယ်ကိုတက်မြောက်စေခြင်းတဲ့ငငယ်ငယ်ကအင်္ဂလိပ်စာသင်နေရပြီးတော့ဆယ်တန်းအောင်တော့လည်းကောင်းကောင်းမပြောတတ်နားမလဲတာသိပြီးတော့သဘာဝမကျဘူး အများကြီးတက်ဖို့မဟုတ်ဘူးအခြေခံကိုမကောင်းဖြစ်နေလို့ပါတချို့ဆရာဆရာမတွေကကျူရှင်ကြမှာတင်ကျင်နေတယ်။ကျောင်းမှာမသိမ့်မတင်ကျင်ဘူး။သူ့ရဲ့ကျူရှင်မတက်ရင်ကလေးကိုမကြည်တာမျိုးတွေကလည်းပဲရှိတယ်လို့ဂျီ9ကျောင်းသားတယောက်ရဲ့မိဘကမှတ်ချက်ပြုပြောကြားပါရတယ်။အခုလို G5 G9 နဲ့ G11 အတန်းတွေကိုအချင်း အကြဆက်နေကျင့်သုံးတာကတော့အမှန်တကယ်ကြိုးစားတဲ့ចောင်းသားចောင်းသူတွေကိုစစ်ထုတ်ပေးတယ်လို့မျိုးပဲကြိုးစားအားထုတ်မှုနေတဲ့ចောင်းသားចောင်းသူတွေကိုလည်းစာကြိုးစားခြင်းစိတ်ဖြစ်လာအောင်လုံဆောင်နိုင်မှာဖြစ်တယ်လို့ပညာရေးအတိုင်းဝိုင်းထံကသိရပါဗျ။ဒါမှသာ grade တွေတက်သူဝင်စာမေးပွဲအောင်မြင်မှုနှုတ်လည်းမြင့်တက်လာနိုင်မှာဖြစ်တယ်လို့လည်းသိရပါဗျ။ ဆက်လက်ပြီးတော့မတူပီမျိုးအနေမြင်းကလေးလှုပ်ခတ်တဲ့အကြောင်းဖော်ပြပေးကြပါမယ်။ချင်းပြည်နယ်မတူပီမျိုးအနေမှာနော်ဘာ18ရက်ကမြေရောက်အနက်20ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားဖရတာစကေ4.4အဆင့်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်သွားတယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဲ့ဆိုင်ယာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ မူလဝတ္ထဌာနကတော့ဒီနေ့မနက်9:34မိနစ်26စက္ကန့်ချိန်မှာတော့ဟာခမြင့်လင်စခန်းကနေတောင်ဘက်89မိုင်ကဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်မတူပင်မျိုးရဲတောင်နောက်တောင်ဘက်9မိုင်ကအနက်10ကီလိုမီတာကိုဗဟိုပြုပြီးတော့ပြင်းရ3.9အဆင့်ရှိတဲ့ အင်အားအနှံ့ငယ်ရှိတဲ့မြေနဲ့တကူလှုပ်ခတ်သွားတယ်လို့ထုတ်ပြန်ပါတယ်။နိုဘာ16ရက်ကလည်းမြန်မာစံတော်ချိန်3နာရီမိနစ်40ကျော်ကတမူးမြေငင်းစကားကလည်းအရှိတောင်ဘတ်26မိုင်ကန်ဝေးကွာတဲ့မြန်မာပြည်တွင်မော်လိုက်မြို့မြောက်အရှိမြောက်ဘတ်24မိုင်ကန်အကွာကိုဗဟိုပြုတ်ပြီးတော့အင်အား3.5အဆင့်ရှိတဲ့မြေနဲ့တကူလှုပ်ခတ်သွားတယ်လို့မိုးစလာကထုတ်ပြန်ခဲ့ပါတယ်ရှင်။ ဒါအပြင်မလို့တာသူတေတီအွန်နိုင်ကလည်းဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းကြီးဖြစ်လာရင်တော့စိုးရိမ်စရာမရှိတော့ဘူးလို့လည်းပဲနိုဘာ18ရက်နေ့နေ့လယ်7နာရီအချိန်မှာ ECNWF ဝင်ဒီ GFM မော်ဒယ် update အရကြိုတင်ခံမှန်းလာခဲ့တာဖြစ်ပါတယ်။မုံတိုင်းကတော့ Nova 26ရဲ့28လောက်မှစဖြစ်ပြီးတော့ဒီမတိုင်ခင်18ရဲ့19ရက်နေ့တွေမှာတော့မိုးသင်းတယ်မိုးပပနည်းနည်းရွာနိုင်တဲ့ဒေသတွေရှိပါမယ်။20ရက်နောက်ပိုင်းကျရင်တော့မုံတိုင်းဖြစ်လာပေမဲ့မိုးရွာနိုင်မဲ့အခြေအနေတော့မရှိဘူးလို့လည်းဆိုပါရစေ။ ဆက်လက်ပြီးတော့လူရှိရောက်တင်ဆောင်ခဲ့တဲ့ဒေလီဘုံကွဲမှုမှာတန်တရားရှိသူအမျိုးသားတယောက်ကိုဖမ်းလိုက်တဲ့အကြောင်းဖော်ပြပေးကြပါရစေ။ပြီးခဲ့တဲ့တစ်ပတ်ကဒေလီမှာလူရှိရောက်တင်ဆောင်ပြီးတော့အယောက်20ဒဏ်ရာရရှိစေခဲ့တဲ့ကားဘုံကွဲတိုက်ခိုက်တာနဲ့ပတ်သက်ပြီးအမျိုးသားတယောက်ကိုဖမ်းဆီးထိန်သိမ်းလိုက်တယ်လို့အာဏာပိုင်တွေကဆိုပါရစေ။အစိုးရအကြံဖတ်မှုအဖြစ်သတ်မှတ်ထားတဲ့တိုက်ခိုက်မှုမှာအသုံးပြုခဲ့တဲ့ကားကိုဖမ်းဆီးရမိတဲ့တန်တရားရှိသူရဲ့အမည်နဲ့မှတ်ပုံတင်ထားတဲ့ကြောင့်အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီကဆိုပါရစေ။ဖမ်းမိတဲ့သူဟာအသေးခံဘုံခွဲသူလို့ 试试看下，多难。 ပူပေါင်းကြံစီတယ်လို့အာနာပိုင်တွေကယူဆလာပါတယ်။သူဟာအိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသခံတစ်ယောက်ဖြစ်တဲ့ကြောင့်အာနာပိုင်တွေကလည်းဆိုပါတယ်။ပေါင်ကွဲတာဟာဒေလီရဲ့အထင်ရှားဆုံးအထင်ကရနေရာတွေထဲမှာတစ်ခုဖြစ်တဲ့ခန်တက်နီအနီးမှာရှိတဲ့မြောက်ယထာဘူရာရုံအနီးမှာဖြစ်ပွားခဲ့တာပါ။အသေးခံပေါင်ခွဲတဲ့သူနဲ့သက်ဆိုင်တယ်လို့ယူဆရတဲ့တခြားရင်တစည်းကိုလည်းသိစေထားတဲ့ကြောင့်တောင်းရင်ရှိသူကဆိုပါတယ်။လက်ရှိချိန်မှာတော့ပေါင်ကွဲမှုဟာဒဏ်ရာရရှိသူတွေအပါအဝင်မျက်မြင်သက်သေ83ယောက်ကိုစစ်စစ်မြင်းမြန်းခဲ့ပြီဖြစ်ပါတယ်။တမိုင်းဝင်ခန်တက်အပြစ်ပတ် မှာဒီပေါက်ကွဲမှုကတော့2021ခုနှစ်ကစပြီးလုံခြုံရေးတင်းကျပ်မှုတွေချထားတဲ့ဒေလီမျိုးမှာပထမဆုံးပေါက်ကွဲမှုဖြစ်ပါတယ်။နှင်းကွင်းစွာမောင်းနှင်လာတဲ့ရင်တစည်းကတော့မီးပွဲမှာရပ်တန့်ပြီးတဲ့နောက်မကြာခင်မှာပေါက်ကွဲတာလို့ဆိုပါတယ်။ဝင်းကြီးကျုံနန္ဒရာမိုတွေကတော့ဒီတိုက်ခတ်မှုကိုပူပေါင်းကြံစီမှုဖြစ်တယ်လို့စွဲဆိုထားပြီးအစိုးရအနေနဲ့ပြစ်မှုကြိုးလို့နေသူတွေပူပေါင်းကြံစီတဲ့သူတွေနဲ့ထောက်ပံ့တဲ့သူတွေကိုတရားဥပဒေအရအပြစ်ပေးအရေးယူမယ်လို့ဆိုထားပါတယ်ရှင်။ ဆက်လက်ပြီးတော့ဘင်္ဂလားဒေ့ဝန်ကြီးချုပ်ဟောင်းရှေ့ဟာစီနာကိုတရားရုံးကတည်တံ့ချမှတ်လိုက်တဲ့ကြောင့်ဖော်ပြပေးကြပါမယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှေဟာစီနာကတော့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ယာစွေးမှုကြောင့်အပြစ်ရှိတဲ့အကြောင်းတရားရုံးကဆုံးဖြတ်ခံရပြီးတော့တည်တံ့ချမှတ်လိုက်ပါတယ်။ပြစ်ဒဏ်ကိုဖမ်းဆီးခံရတဲ့နေကစားလို့အကျိုးသက်ရောက်မယ်လို့ဘင်္ဂလားဒေ့ရှ်ရှင်နေချုပ်ကဆိုပါတယ်။သူမကိုတရားရုံးကမျက်ွယ်ပြစ်ဒဏ်ချမှတ်ခဲ့တာတည်တံ့စီရင်ချက်ချမှတ်တာဟာဘင်္ဂလားဒေ့ရှ်ဂျာပြတ်အစိုးရကသူမရဲ့အဝါမီလိတ်ပါတီကိုနိုင်ငံရေးအင်အားစု တခုအဖြစ်ကနေပယ်ဖြတ်ဖို့နီလန်းဖြစ်တယ်လို့ဝင်ကြီးချုပ်ဟောင်းရှိဟာစီနာကဆိုပါတယ်လူပေါင်း1400တည်တည်ဆုံးခဲ့ပြီးတော့အများစုကတော့လွန်ကျော်ရေးတပ်ဖွဲ့တွေရဲ့လက်နက်ပစ်ခတ်မှုကြောင့်တည်ဆုံးခဲ့ရတဲ့ပြီးခဲ့တဲ့နှစ်ကကျောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြပွဲကိုအကြမ်းဖက်အနေနဲ့ပုံရှိဟာစီနာကအမိန့်ပေးခဲ့ရလို့ဆိုပါတယ်တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုဟာစီနာကတော့ဗန်လိုက်မှုနဲ့နိုင်ငံရေးအရာခြေထိုးတွေရှိတယ်လို့စင်ကြချမှတ်ပြီးတဲ့နောက်ပြောပါတယ်သူမဟာယာရုကနေဖြုတ်ချခံရပြီးတဲ့နောက်ပိုင်းအိန္ဒိယနိုင်ငံမှာပြည်ပြီးပေါ် ကနေထိုင်နေခဲ့ပါတယ်။တပ်တင်အထောက်အထားတွေကိုတရားမျှတစွာချိန်ဆစစ်ဆေးနိုင်တဲ့သင်းလျော်တဲ့တရားရုံးမှာမိမိအပေါ်ဆွဆွဲသူတွေနဲ့တရားရင်ဆိုင်ဖို့ကြောက်ရွံ့မှာမဟုတ်တဲ့အကြောင်းနဲ့တဟိတ်မှာရှိတဲ့နိုင်ငံတကာရာဇဝဲခေါ်ရုံးမှာဒီဆွဆွဲချက်တွေကိုတင်သွင်းဖို့ကြားပြတ်အစိုးရကိုစိန်ခေါ်တယ်လို့ရှေဟာစီနာကဆိုပါတယ်။တရားရုံးရဲ့လက်ရှိဆုံးဖြတ်ချက်ဟာဟာစီနာကိုလွှဲပြောင်းပေးဖို့အိန္ဒိယအပေါ်ဖိအားပေးခံရပွဲရှိပေမဲ့ပြန်လည်လွှဲပြောင်းရေးကတော့ဖြစ်လာပွဲမရှိပါဘူး။